ါပါရှင်အော်တိုဘာလ3ရက်နေ့ PBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရှင်းနစ်မနဲ့9:30မိနစ်အချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကန်ဂျေကိုကိုပါဘူးမြို့အနီးမှာဖျက်ကျော်ခဲ့သောအကောင်းသောမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးအော်ရီတာပြည်နယ်တောင်ပိုင်းမှာမုန်တိုင်းငယ်အဖြစ်သို့အာရော့သွားခဲ့ပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးအိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းဒေသများကိုဖြတ်ကျော်နိုင်ကတဖြည်းဖြည်းအာရော့သွားမယ်လို့ခန့်မှန်းရပါတယ်။ကပ္ပစီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုမှာမုတ်တုံလေအားနှဲငယ်မှာအာအသင်သိရှိနေပါတယ်။ယနေ့မနက်9:30မိနစ်အချိန်တိုင်းထွာချက်များအရဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းတွင်ဖြစ်ပေါ်နေသောအာကောင်သောအပူပိုင်းမှုန်တိုင်းမတ်မိုဟာအနောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားနိုင်ပြီးနောက်6နာရီအတွင်းဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒေသများကိုဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားနေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္လာရီတိုင်းကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကျကျကျန်တိုင်းနဲ့ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထိပ်ချုံရွာပါမယ်ရွာရင်ရာနှုံးပြဖြစ်ပါလေနောက်နှစ်ရက်အတွက်ခမှန်းချက်အနောက်မုတ်တုံလေးဟာမြန်မာနိုင်ငံ မြဝကျွန်းပေါ်ဒေသများမှာဆုတ်ခွာနိုင်ပါတယ် မိုးလေဝသတရင်အစီအစဉ်ကိုမိုးလေဝသဌာန MOHADM နဲ့ windy.com တို့မှရယူဖော်ပြထားပါတယ်။အောက်တိုဘာလ3ရက်နေ့ BBN ရဲ့မိုးလေဝသတရင်များကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမတူစာပါ။